ဂါဇာရှိစာတင်ကြောင်းတကြောင်းကိုအစ္စရေးလက်ချောင်းတိုက်ခိုက်မှုများပြုလုပ်ဂါဇာကမ်းမြောင်ဒေသမှာအိုးအိမ်မဲမိသားစုတွေခိုးလုံရာစာတင်ကြောင်းတကြောင်းကိုအစ္စရေးဘက်ကလက်ချောင်းတိုက်ခိုက်မှုတစ်ခုအပီလာ23ရက်နေ့မှာပြုလုပ်ခဲ့ပါတယ်အဆိုပါဂါဇာရှိစာတင်ကြောင်းတကြောင်းကိုအစ္စရေးလက်ချောင်းတိုက်ခိုက်မှုကြောင့်လူ10ဦးသေဆုံးခဲ့ပြီးအစာအုံတွင်ရှိတဲ့စစ်သွေးကြွတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်းအစ္စရေးကပြောကြားခဲ့တာကို Writer Day မှာဖော်ပြထားပါတယ် ဇန်နဝါရီလ16ရက်နေ့ကအပြစ်ခက်ရစရေးပြတ်သွားပြီးတဲ့နောက်အစ္စရေးတိုက်ခိုက်မှုတွေကြောင့်ပါလက်စတိုင်း1600ကျော်သေဆုံးခဲ့ပြီးအများစုမှာအရက်သားတွေဖြစ်ကြောင်းခါစာကျမ်းမာရေးအာဏာပိုင်တွေရဲ့ထုတ်ပြန်ပြောကြားချက်အရသိရပါတယ်အစ္စရေးကမလအစကလေးကလောင်စာစီနေလျှက်စစ်သားအပါဝင်ဂါဇာကိုပုံပစ္စည်းအလုံးကိုတင်ပို့မှုပိတ်ဆို့ထားခဲ့တာဖြစ်ပါတယ်။တစ်ဖက်မှာလည်းဂျာမနီပြင်သစ်နဲ့ဗြိတိန်နိုင်ငံခြားဝန်ကြီးတွေကနိုင်ငံတကာဥပဒေတွေကိုလိုက်နာဖို့နဲ့ ဂါဇာကမ်းမြောင်ကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအသားစီးမရှိဖျက်ဆီးခဲ့ပြုဖို့အတွက်အစ္စရေးကိုပူးတွဲတောင်းဆိုထားပါတယ်ပြစ်ခဲရစဲရေကိုပြန်လဲထူထောင်ကြိုးပမ်းမှုနဲ့ဟမ်းမန်စစ်သွေးကြအဖွဲ့တွေဖန်ဆီးထားတဲ့ကျန်ရှိနေတဲ့တစ္စကံတွေကိုပြန်လှုပ်ပေးဖို့အတွက်လဲဂျာမနီပြင်သစ်တဲ့ဗြိတိန်နိုင်ငံခြားဝန်ကြီးတွေကတိုက်တွန်းထားပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။